တောင်ကမြို့မှာလက်ပြက်ရေကြီးမှုကြောင့်ကျင်းရွာတချို့မှာရှိတဲ့တံတားတွေပြက်စီးခဲ့ပြီးတောင်ကမြို့ရက်ွက်တချို့မှာရေကြီးမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဇွန်20ရက်မနက်ပိုင်းကစတင်ကရုတ်တရက်ရေကြီးလာတာဖြစ်ပြီးတောင်ကမြို့ပေါ်မှာရှိတဲ့အနေပိုင်းရက်ွက်တွေနဲ့တောင်ကမြို့ပတ်ဝန်းကျင်မှာရှိတဲ့ကျင်းရွာတချို့ရဲ့တံတားတွေပြက်စီးခဲ့တယ်လို့သိရပါတယ်။ညာကင်းဘက်တုံးကမိုးများလာတော့ဆယ်ရီကရေရီရောမိုးရီရောဆိုပြီးလက်တပြက်ရေကြီးတာပါ ရေတက်ပြီးကြီးတာတော့မဟုတ်ဘူးလက်တပြက်ဖြစ်တာမျိုးပါလို့တောင်ကူမျိုးက Save the Tree Rescue Team ကကိုကျော်သူရကပြောပါတယ်လက်တလုံးမှာလက်တပြက်ရည်ကြီးတာဖြစ်တာကြောင့်ရေဘေးကယ်ဆယ်ရေးစခန်ဖွင့်လှစ်ထားတဲ့အခြေအနေမရှိကြောင်းရေတက်လာတာကြောင့်အင်တာစုတွေကိုပြောင်းရွှေ့ပေးရတာသာရှိကြောင်းကိုကျော်သူရကဆက်လက်ပြောပါရယ်ရည်ကြီးတာကလက်တပြက်လောက်ဆိုတော့ပြောင်းရွှေ့ပေးရတာလောက်ပဲရှိတယ်ရေဘေးစခန်ဖွင့်ရလောက်တဲ့အထိတော့မရှိသေးဘူးထိခိုက်ဒဏ်ရာရတာလည်းမရှိသေးပါဘူးလို့ကိုကျော်သူရကဆက်လက်ပြောပါရယ်ဒါပြင် တောင်ကုန်မြို့စူးတက်ရွာလေကျောင်းတရားနဲ့လက်ခုပ်ကုန်းတရားတွေဟာရုတ်တရက်ရေတိုးလာတာကြောင့်ကျိုးသွားကြောင်းတောင်ကုန်မြို့ကတချို့ကဆိုပါတယ်လက်ရှိမှာတောင်ကုန်မြို့စတိရက်ကွက်နေမြေကိုမှာခပောင်းချောင်းရီမြင့်တက်မှုကြောင့်ရေကြီးရေရှမ်းမှုဖြစ်ပွားနေပြီးနေထိုင်သူတွေကိုဘေးလွရာရွှေပြောင်းပေးလျက်ရှိကြောင်းဒါပြင်တောင်ကုန်မြို့ကင်းစိတ်လမ်းမှာလည်းရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ လိုအပ်တဲ့နေရာတွေကိုကုညီနိုင်မှုပြင်ဆင်ထားပါတယ်။ရေကတော့လှည့်ပြည့်ကြီးတာဆိုပေမဲ့တချို့မိသားစုတွေကတော့ရွှေပြောင်းပေးရတာတွေရှိပါတယ်လို့ကိုကျော်သူရကပြောပါတယ်။ခပောင်းချောင်းရီတိုးလာချိန်မှာကြောက်ကမတွေအနည်းမှရှိတဲ့အဆောက်အဦတွေ၊စိုင်ကယ်တွေချောင်းရီနဲ့မျောပါဆုံးရှုံးမှုတွေရှိကြောင်းမော်တယ်၁၂နိုင်ခန့်အထိချောင်းရီတိုးခဲ့ပြီးကုတ်ကိုပင်စုရွာ၊ဈေးပင်သားရွာ၊စင်စိတ်၊ကင်းစိတ်ကြီးရွာတွေမှာကြီးရွာလမ်းမပေါ်တွေအထိရေဝင်ရောက်ခဲ့ပြီးကြီးရွာဆိုင်ခင်းတွေလည်းရေဝင်နှမြုပ်မှုတွေရှိကြောင်းဒေသခံတွေထံကသိရပါဗျ။ ရေဟာတချိန်ထိုးတိုးလာတာကြောင့်ခပောင်းဆယ်ကရေတွေထပ်မံဝင်ရောက်ကရေကြီးမှကိုလည်းကျေးရွာဒေသခံတွေမြို့ငယ်ပြည်သူတွေအကြားစိုးရိမ်ပူပန်မှုတွေရှိနေပြီးအခုချောင်းရည်တိုးတာဟာအမြန်လန်းတဲ့အဝေယာဆယ်ချောင်းမှရှိတဲ့ဗပဲချောင်းနဲ့ချောင်းမငယ်ချောင်းအဖျားမိုးများလို့ရေကြီးရတာဒါဖြစ်ပြီးခပောင်းဆယ်ရေပြင်းမှတ်ရောက်ဖို့38ပေလိုနေသေးကြောင်း ခပောင်း၁၀ရေကနေနေစဉ်ပုံမှန်ရေအားလျက်ဆက်ထုတ်လုပ်ရေကတပါတခြားရေထုတ်လွှတ်ခြင်းမရှိပဲထုတ်လွှတ်စရာတေးကြားရေတကအပေါက်လဲလုံးဝမရှိကြောင်းစိတ်ပူပန်နေကြတဲ့မိဘပြည်သူညီကိုမောင်နှမတွေသိရှိနိုင်ဖို့လေးစားစွာနဲ့တင်ပြအပ်ကြောင်းခပောင်း၁၀ကလူမှုကွန်ရက်ကနေတဆင့်အသိပေးထားပါတယ်။